ထိုညသည်စနေနေ့ညဖြစ်၍ကျွန်တော်ဆိုင်ထဲဝင်သွားချိန်တွင်ဆိုင်ရှင်သည်နိုင်ရန်ပေါ်ရှိ အကျွေးစရင်များကို အလွန်စိတ်ပျက်သည့်မျက်နှာဖြင့်ရှုံ့မဲ့ပြီးကြည်လည်ရရှိ၏ သို့တော်လည်းကျွန်တော်အလုံးမှာဂျူနီတာပတ်သက်သည်ဖြစ်၍သူအားဘာမှထွေထွေထူးထူးမပြောတော့ဘဲမင်္ဂလာညခင်မှခမရဟုသောနောက်ဆက်စကားတခွန်းကိုသာအလံပြောခဲ့ပြီးခမ်းမကြီး၏အစိုးတစ်ဖက်ရှိအခန်းစီသို့တန်း၍လျှောက်လာခဲ့သည်သူအခန်းထဲတွင်မိဖို့ကြီးတစ်ခုရှိ၍ဂျိုးသည်မစ္စတာဝော့စလီနှင့်အတူတွဲ၍ထိုင်ကာဆေးတံကိုတောက်၍လူစိမ့်တစ်ယောက်နှင့်စကားပြောလျက်ရှိလေသည်ဂျိုးသည်ကျွန်တော်ကိုမြင်သောအခါထုံးစံအတိုင်း "Hello ပစ်လာလီကွာငါလူ"ဟုစီး၍နှုတ်ဆက်သည် တို့အခါလူစိမ့်သည်ဖြက်ကနေလှည့်ပြီးကျွန်တော်အားကြည်သည်ထိုလူကြီးကိုကျွန်တော်မမြင်ဘူးပါသူပုံမှန်မှာလှုပ်ဝက်ပြီးနေလိုသောပုံမျိုးရှိ၏သူကောင်းသည်တစ်ဖက်သို့အမြင်ဆောင်နေပြီးတစုံတရာကိုကြည့်သည့်အခါမျက်စိတစ်ဖက်ကိုမေ့၍ကြည့်တတ်သည်ဖြင့်ကျွန်တော်မမြင်နိုင်သောတနက်တလက်ဖြင့်လမ်း၍ချိန်နေသည်နှင့်တူလာသည်ကျွန်တော်ရောက်သွားသောအခါသူသည်ပါဇက်တွင်ခဲထားသည့်ဆေးရန်ကိုချုပ်ယူလိုက်ပြီးမိโกများကိုခက်ပြေးပြေးမှုတ်ထုတ်ကာကျွန်တော်အားစိုက်ကြည့်လျက်ရှိသည် ထို့နောက်သူဒီကျွန်ုပ်အားကောင်းတဲ့ချမ်းညင်ပြသည် ကျွန်တော်ကကောင်းပြညင်ရာသူကနောက်တစ်ခါထပ်၍ကောင်းညင်ပြပြီးကျွန်တော်အားသူ့ဘေး၌ဝင်ထိုင်ရန်ဘေးဘက်သို့တိုးပြလေသည် သို့တော်လည်းထူဆိုင်အတွင်သို့ရောက်သည့်အခါတိုင်းကျွန်တော်ထိုင်နေကြနေရာမှာဂျိုးဤဘေးတွင်ဖြစ်သည်ဖြင့်ကျေးဇူးတင်ပါတယ်ခမညာနေရာရှိပါတယ်ဟုပြန်ပြောပြီးဂျိုးဤဘေးတွင်ဝင်ထိုင်လိုက်သည်ထူဆိုင်သောလူကြီးသည်ဂျိုးကိုတစ်ချက်များလှမ်းကြည့်သည်ဂျိုးကမူလူကြီးကြည့်လိုက်သည်ကိုမသိဘဲတစ်ဖက်သို့ငေးလျက်ရှိ၏ တို့အခါလူကြီးသည်ဂျိုးဤဘေး၌ဝင်ထိုင်လိုက်တော့ကျွန်တော်အားနောက်တဲ့ချိန်ထပ်၍ခေါင်းငိမ်ပြပြီးသူ့ပေါင်ကိုလက်နှင့်ပေါ်လိုက်သည်သူ့လုပ်ပုံမှာဂျူစန်းသည်ဟုခြင်းသည်ဖြင့်ကျွန်တော်သည်သူ့ကိုငေးကြည့်နေမိ၏လူကြီးသည်ဂျိုးဘက်သို့လှည့်၍ခမရပြောသလိုဆိုရင်တော့ခမရဟာဗဘေးသမားဆိုပါတော့ဟုတ်လားဟုမေးသည်ဟုတ်ပါတယ်စစောကကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲကဲဘာတော့မလဲမစ္စတာခမရနာမည်ကိုတော့မပြောသေးလို့အကျုပ်မသိရသေးဘူး အမှန်အတိုင်းပြောရမယ်ဆိုရင်တော့တခြားလူတကာခံပြီးတိုက်တဲ့အရက်ကိုကြုတ်တောက်လေတောက်တာမရှိဘူးဗျကိုပစံနဲ့ကိုသာဝယ်ပြီးတောက်တတ်တာအလေးအထားမရှိဘူးဟုတ်လားဒီလိုလဲဘယ်ဟုတ်မလဲဗျဟုလူကြီးကပြောသည်တခါတရံလှုပ်တဲ့သဘောပေါ့အခုလိုစနေနေ့ညမျိုးမှာလှုပ်တင်ပါလေကဲပါလှုပ်စမ်းပါခမည်းဘာတောက်မလဲမစ္စတာဂါဂရီစီကံတိတ်တင်ချက်တဲ့အဖော်မျိုးတော့မဖြစ်ချင်ပါဘူးဟုဂျိုးကအလိုက်တင်ပြန်ပြောသည်ဘရန်တောက်တာပေါ့ ဟုတ်ပြီခမညာကရန်ဟု လူကြီးကအရေးရသည် ကဲလူကြီးမင်းကရောဘာတော့မလဲကျုပ်လည်းရန်ပါပဲဟုမစ္စတာအော်ဇလီကပြောသည်ပရန်သုံးခွက်ဟိလူကြီးကဆန်ရှင်ဘတ်သူလဲ၍អော်သည်ဟောဒီကလူကြီးမင်းနဲ့လဲဂျိုးကမိတ်ဆက်သည့်သဘောဖြင့်မစ္စတာအော်ဇလီဘတ်လဲကြည့်ပြီးစကားဆာသည်ခမညာသိချင်းသိလိမ့်မယ်ချင်ပါတယ်ကျွန်တော်တို့ဖျားရှိကိုကြောင့်ဆက်ရေးဟာသူ့ပါပဲအော်ဟုတ်လားဟုလူကြီးကပြောပြီးကျွန်တော်မျက်နာကိုဖြတ်ကန်နေလှဲ့ကြည့်သည် စိတ်မြေတွေဘက်မှာအထီးကြီးဖြစ်နေတယ်ဘုရားရှိခိုးကြောင်မဟုတ်လားပပတ်လေမှာတင်ချိုင်းရှိတယ်လေအဲဟုတ်တယ်အဲ့ဒါပဲဟုဂျိုးကပြောသည် လူကြီးသည်စိတ်လက်ပေါ်ပါသွားဟန်ဖြင့်စေးတံကိုတစ်ချမ်းမြပြင်၍ကိုက်လိုက်သည်သူဆောင်ထားသည့်အိုးထုပ်မှာခရီးသွားများဆောင်းလေးရှိသောနှက်ခမ်းကျဲအိုးထုပ်အပြော့စားမျိုးကြီးဖြစ်သည်အိုးထုပ်အောက်ရှိ သူ့ကောင်းကို လက်ကင်ပေါ်ဝါတစ်ထည်ဖြင့်လုံအောင်စီးထားသည့်ဖြင့်သူ့သမီးများကိုလုံးဝမမြင်ရခြင်းမိဖို့ကိုစွစွဆိုင်ဆိုင်ကြည့်နေသောသူ့မျက်နာသည်ပြုံးရိပ်တန်းလျက်ရှိပြီးတစုံတစ်ခုသောအရာကိုလှုပ်ဝှက်ထားသည့်အရေးအငွေများထင်ရှားနေသည်ဟုကျွန်တော်ထင်မိသည် ကျုပ်ကဒီနေနဲ့တိတ်မရင်နေဘူးဗျာဒါပေမဲ့ဟိုမြဖက်နားမှာကက်နေတဲ့နေရာတွေကတော့လူသူလေးပါအသွားအလာအမတန်နေပုံပဲစိတ်မြေတွေများတဲ့နေရာမျိုးတွေကတော့အများအားဖြင့်လူသွားလူလာနေတတ်တာပဲဟုဂျိုးကပြောသည်ဟုတ်မယ်ဟုတ်မယ်အဲ့ဒီဘက်ကိုလူလေလူလွင့်တွေအင်ဂျီယာမေတွေနဲ့လူစိုးတကိုးတွေကရောက်မလာတတ်ဘူးလားမလာဘူးဗျာဟုဂျိုးကဖြေသည်ခြောင်ပြေတယောက်တလေတော့ရောက်လာတတ်တယ်သူတို့ကိုရှာဖို့ကတော့မလွယ်ဘူးပြောဟုတ်တယ်မဟုတ်လားမစ္စတာဟော့စလီ မစ္စတာဝော့စလီကမကြသေးမီကကြုံတွေ့ခဲ့ရသည့်အဖြစ်ကိုတတိယသည့်အရေးလက္ခဏာကိုဖော်ပြပြီးဂျိုဤစကားကိုခြောက်ခံသည်သို့တော်လည်းစိတ်ပါလက်ပါမရှိလားခမည်းတော်အနေနဲ့အချောင်ပြေးတွေကိုလိုက်ဖမ်းနေဟာမျိုးကြုံမှုသလားဟုလူကြီးကမေးသည်တကြိမ်ကြုံမှုတွေပြားဟုဂျိုကပြန်ဖြေသည်ခမည်းလည်းနားလည်မှာပါကျုပ်တို့ကဖမ်းပေးဖို့လိုက်တာမဟုတ်ပါဘူးပွဲကြီးပြိတ္တအနေနဲ့လိုက်သွားကြတာပါကျုပ်ရဲ့မစ္စတာဝော့စလီရဲ့ပြည့်ရဲ့၃ယောက်ပေါ့မဟုတ်ဘူးလားပြည့် ဟုတ်တယ်လူကြီးကကျွန်တော်ကိုကြည့်၍ပြောသည်ဟုတ်တယ်ဗျို့လူကြီးကကျွန်တော်ကိုကြည့်ပြန်သည်သူမျက်စိတစ်ဖက်ကိုမေး၍ကြည့်နေခြင်းဖြစ်ရာကျွန်တော်အာမမြင်နိုင်သည့်တနက်ဖြင့်ပြည့်ရန်ချိန်ရွယ်နေသည့်နေရှိသည်သူကြည့်ရတာအယိုးတွေကိုဆုလုပ်ထားသလိုပဲခမရသူ့ကိုခေါ်လိုက်တာဘာလဲပေခရိယနာမဲလားမဟုတ်ဘူးမြို့ရုနာမဲလားမဟုတ်ဘူးပြဟုဂျိုးကပြောသည်မိသားစုနာမဲမျိုးပဲဒါပေမဲ့ကလေးဘွားတော်ကသူ့ကိုသူခေါ်ရင်းနဲ့တွင်သွားတယ်နာမဲ ခမရသားလားဂျိုးကအချက်ချင်းအပြေမပေးပဲစဉ်းစားချင်းစားတယ်လို့လှုပ်လျက်ရှိသည်အမှန်တော့စဉ်းစားဖို့လိုအပ်တယ်လို့စဉ်းစားနေခြင်းမဟုတ်လူပြောလေသမားသုံးဦးပျော်ဝဲစားယုံအတွင်း၌အကြောင်းကိစ္စတစ်ခုကိုဆွေးနွေးကြသည့်အခါစီတံကိုခဲ၍အလေးအနက်စဉ်းစားဆင်ခြင်တယ်လို့လှုပ်တတ်သည်မှာလူတိုင်းဤအချင်းဖြစ်သည်ထို့ကြောင့်လည်းဂျိုးသည်အများကြီးအထုကိုယူ၍စဉ်းစားဆင်ခြင်တယ်လို့လှုပ်နေခြင်းဖြစ်သည်အေးမဟုတ်ပါဘူးသူကကြောက်တာမဟုတ်ပါဘူး တူလာဟုလူကြီးကမေးပြန်သည်အေးဟုဂျိုးကရေရွတ်ပြီးစစောကလိုပင်စဉ်းစားတယ်လို့လှုပ်လျက်ရှိပြန်သည်မဟုတ်ပါဘူးခမားကလည်းညာပြီးမပြောချင်ပါဘူးဗျာသူကကြောက်တူလည်းမဟုတ်ပါဘူးဒီလိုဆိုသူနဲ့ခမားနဲ့ကဘာတော့တယ်လဲလူကြီးကထပ်မေးပြန်သည်အေးတွင်မစ္စတာဝော့စလီကဂျာမဝင်ပြီးကျွန်တော်နဲ့ဂျိုးမြေကဲသို့တော်ဆက်သည်ကိုအကျေတဝင်ရှင်းပြသည် ဤကဲ့သို့စနေတကြားအရှင်းပြပြီးတော့အခါသူဝတီအတိုင်းရှေ့စပီယာ၏တတရားမြောက်ရစ်ချတ်ဘရင်ကြီးပြဆက်တင်မှအစာပိုက်တစ်ခုကို အကူအကားဖြင့်ကျွတ်ပြပြီးသူစကားကို အဆုံးသတ်လိုက်သည်ဤနေရာတွင် မစ္စတာဟော့စလေ၏အပြုအမူကိုဖော်ပြလိုပါသည်သူသည်ကျွန်တော်အကြောင်းကိုပြောပြနေသည့်အခိုက်တွင်ကျွန်တော်ဥကောင်းကိုဂိုင်၍ကျွန်တော်သမီးများကိုတယူတရာပတ်သက်ခြင်းစသည်များကိုပြုခဲ့၏ ျွန်တော်တို့အိမ်တို့အလဲရောက်လာလေးရှိတော့သူလိုလူစားများသည့်ယခုကဲ့သို့ပင်ကျွန်တော်အကြောင်းကိုဆက်မေဆက်ရာပြောကြားသည့်အခါဘယ်တော့မှကျွန်တော်အားတယူတရာလုပ်လေမရှိကြပါ။ဘာကြောင့်ထိုကဲ့သို့ဖြစ်ရသည်ကိုကျွန်တော်စဉ်းစား၍မရပါ။ ကျွန်တော်ငယ်စဉ်တောင်ကြီးကလေးဘဝကကျွန်တော်တို့မိသားစုအတိုင်းအဝိုင်းနယ်ပယ်တွင်ကျွန်တော်အကြောင်းကိုစကားဆက်မိကြသည့်အခါများရှိခဲ့ဘူးရာထို့အခါများကလည်းကျွန်တော်အပေါ်တနာကယူနာတက်လီတဲ့ရောင်ရာဖန်ဆောင်သူအချို့မှလွဲပြီးတကယ်စေတနာမှန်မှန်နဲ့တယူတရာပြုလို့သူမရှိလာပါ မစ္စတာဟော့စလေးကကျွန်တော်အကြောင်းပြောပြနေခိုက်တွင်လူကြီးသည်တခြားလူများကိုလုံးဝမကြည့်တော့ပေကျွန်တော်ကိုသာစွစွဆိုင်ဆိုင်ကြည့်လျက်ရှိ၏သူမျက်နှာနှင့်အပြုအမူများသည်ကျွန်တော်အားထူးခြားသောအရေးလက္ခဏာတစ်ခုကိုပြလိုသည့်သဘောရှိသည်သို့တော်လည်းသူသည်ရန်သုံးကွက်လာဖို့ချိန်အထိစကားတစ်ခုမှမပြောပါထို့နောက်တွင်မူထူးခြားသောအပြုအမူတစ်ခုကိုလှုပ်ပြသည်အလုံးအလုံးထူးခြားသောအပြုအမူတစ်ခုဟုဆိုရပါလိမ့်မည် သူပြုသည့်အပြုအမူမှာနှုတ်မှထွက်လာခြင်းဖြစ်သည်ထိုကိုအမူအရာသည်ကျွန်တော်ကိုယဉ်ညွတ်ခြင်းဖြစ်သည်မှလည်းသိသာထင်ရှား၏သူသည်ကျွန်တော်မျက်နာကိုစူးစူးရဲရဲကြည့်၍ရေရောထားသောသူ၏ဝရဖန်ခွက်ကိုမှွေလိုက်ပြီးလိုက်လှုပ်ပြလျက်ရှိသည်အရက်ခွက်ကိုမှွေရ၌သူအတွက်ယူလာသည့်ဆုံးဖြင့်မှွေခြင်းမဟုတ်တစဉ်တစ်ချောင်းဖြင့်မှွေပြနေခြင်းဖြစ်လေသည် သူတို့ကဲ့သို့လုံနေသည်ကိုမစ္စတာဟော့စလီနဲ့ဂျူတို့မမြင်တော့လဲကျွန်တော်ကတော့မြင်သည်အာရအောင်ဝေပြီးတော့အခါသူဒီဖန်ခွက်တဲနေတာသည်တစဉ်ကိုထုတ်ယူပြီးရေစင်သွားအောင်တုတ်သည်ထို့နောက်အင်ဂျီအိတ်ကတ်တဲသို့ထိုးထည့်လိုက်လေသည်ကျွန်တော်ထိုးတစဉ်ကိုကောင်းစွာမှတ်မိသည်ဂျူဤတစဉ်ဖြစ်၏တစဉ်ကိုမြင်လိုက်ရသည့်အချိန်တခဏအတွင်းမှာပင်ဤလူကြီးသည်ကျွန်တော်နှင့်တွေ့ခဲ့ဖို့သည်ထောင်ပြေးကိုတည်သူဖြစ်ရမည်ဟုနားလည်လိုက်သည် ကျွန်တော်မေတ္တာမိတယ်လို့ဖြစ်ကသူမျက်နာကိုသာအငြိကြည့်နေမိသည်။သို့တော်လည်းသူကတော့အခြေပြတ်မသွားပါ။ကျွန်တော်အဖြစ်ကိုမသိတယ်လို့မမြင်တယ်လို့လောက်ခါမုံလာဥမြအကြောင်းကို အမြင်မပြတ်ပြောလျက်ရှိလေသည်။ စနေနေ့ညသည်ကျွန်တော်တို့ရွာမလူများအပန်ဖြစ်အနားယူကြသည်ညဖြစ်သည့်အားလျော့စွာစနေနေ့ညများတွင်ဂျိုးသည်ကျွန်တော်အမတ်တတ်မှတ်ပေးထားသည်အချိန်နာယူဝက်ခန့်တော့ပို၍နေဝင်၏ယခုဆိုလျင်တတ်မှတ်ချိန်ထက်နာယူဝက်ပို့သွားပြီ ဖြစ်၏ရန်တခွက်လည်းကုန်းသွားပြီဖြစ်၏ထို့ကြောင့်ဂျိုးသည်တရားမှချာ၍ရက်ကကျွန်တော်လက်ကိုလမ်းဆွဲသည်ခဏနေပါအောင်မစ္စတာဂါဂရီဟု လူကြီးကတားသည် ကျုပ်အိတ်ကချင်းမှာအရှိလင်ပြအသက်ကလေးတပြားရှိမယ်လို့ထင်ပါတယ်တကယ်လို့ရှိနေရင်အဲ့ဒီရှိလင်ပြလေးကိုဒီတငယ်လေးကိုပေးလိုက်ချင်လို့ပါသူဒီအိတ်ကချင်းမှာအကြွေများကိုထုတ်ယူပြီးအသက်ဆုံးရှိလင်ပြတပြားကိုရင်း၍ကျွေးမွနေသောစက္ကူပြင်ထုတ်ကကျွန်တော်အားအလံပေးသည်ရော့ဒါမင်းဘိုဟုပြောသည်အဲ့ဒါမင်းအကြွတ်တတ်တတ်ပေးတာနော်ဟုလည်းထပ်ပြောသည်ကျွန်တော်ကသူ့အားဂျေဇူးတင်စကားပြောကအချိုးဤလက်ကိုတင်းချက်စွာဆုပ်ကိုင်းပြီးသူ့မျက်နှာကိုငေးကြည့်နေမိ၏ သူကဂျိုးနဲ့မစ္စတာဟော့စလီတို့အားမင်္ဂလာညပါဟုနှုတ်ဆက်သည်ကျွန်တော်ကတော့နှုတ်ဆက်စကားမပြောပါသို့တော်လည်းမျက်စိတစ်ဖက်မေး၍တနက်နေ့ချိန်ကလေးလုံနေရမှ မျက်စိမိတ်ပြသည်မိတ်ပြလိုက်သည့်မျက်စိနောက်တွင်လိုဝတ်ချက်သည်ရှိလိမ့်မည်ဟုထင်ရပါသည် မစ္စတာဟော့စလေးသည်ပျော်ဝဲစားရုံတကဝအရောက်တွင်ကျွန်တော်တို့နှင့်ခွဲထွက်သွားသည်။အရပြန်လန်းတွင်ကျွန်တော်နှင့်ချူနှစ်ယောက်တည်းဖြစ်၏။အကယ်၍သာကျွန်တော်တွင်စကားပြောလို့စိတ်ရှိခဲ့ပါမူတလန်လုံးကျွန်တော်ကကြီးတိုင်ငယ်၍ပြောသွားရလိမ့်မည်ဖြစ်သည်။ချူသည်တလန်လုံးပါဇက်ကြီးကိုဟကာလိုက်ပါလာသည်။ သူပစံမှထွက်လာနေသည့်ရန်အယန်နန့်ကိုလေထဲတွင်မြန်မြန်ပါသွားစေရန်ရှင်ကဲ့သို့လှုပ်လာခြင်းဖြစ်သည်။ကျွန်တော်အနေဖြင့်လည်းစကားပြောစရာရှာ၍မရပါ။ကျွန်တော်စိတ်သည်လေးလံထိုင်းမှန်းလျက်ရှိသည်။ကျွန်တော်ကျူးလွန်ခဲ့မိဖို့သည့်အပြစ်နှင့်ကျွန်တော်တည်ကြံခဲ့ရဖို့သည့်ထောင်ပြေးကြီး၏အကြောင်းမှတပါ။အခြားဘာကိုမှတွေး၍မရပါ။ကျွန်တော်တို့အိမ်ပြန်ရောက်၍မိဖို့ခန်းအတွင်းသို့ဝင်သွားသောအခါကျွန်တော်အမကစိတ်ကြည်ကြည်သာသာရှိနေသည်ကို တွေ့ရသည် ထူကြသောအခြေအနေကိုကြည်၍အားတက်လာသောဂျူသည်သူ့ကိုယ်သူရဲစေတင်ကကျွန်တော်ရှီလင်ပြားပြားရလာသည့်ကိစ္စကို အမအားပြောပြသည်။ဘယ်နည်းနဲ့မဆိုရှီလင်ပြားဟာအတူဖြစ်ရမယ်ဟုအမကတေချာပေါက်လေးတန်ဖြင့်ပြောသည်။အတူသာမဟုတ်ရင်အဲ့ဒီလူကဒီကောင်လေးကိုပေးမတယ်လား။ပြဇန်းကြည့်ရအောင်။ကျွန်တော်ကအိတ်ကတည်းမှာစက္ကူတုတ်ကိုထုတ်ပေးသည်ရှီလင်ပြားမှာအမပြောသလိုအတူမဟုတ်ပဲအစစ်ဖြစ်နေသည်ကိုတွေ့ရ၏ဟဲ့ဒါကပါလေ အမသည်အလန့်တကြားရေရွလိုက်ပြီးလက်ထဲမှရှိလင်းပြားကိုလွှတ်ချလိုက်ကစက်ကူကိုကင်၍တေးကြစွာကြည်နေသည် အမဲတပောင်းနန်းစက်ကူနှရွက်ပါလားတပောင်းနန်းစက်ကူနှရွက်ဤတံပိုးမှထိုခေတ်အခါကအလွန်အဖိုးတန်လာသည်ဖြစ်ရာမှား၍ပေးခဲ့ခြင်းဖြစ်မည်ဟုတွက်ကြသည်ကျိုးသည်သူ့အိုးချုပ်ကိုကြပြကြရာဆောင်းကတပောင်းနဲ့နှရွက်ကိုပိုင်ရှင်အပြန်ပေးရန်အတွက်ပြောဝဲစားယုံစီသူကဆုံဆိုင်၍ပြေးပါလေတော့သည် သူပြေးထွက်သွားတော့အကကျွန်တော်ဒီထိုင်နေကြအခွေးချေကောင်းပေါ်မှာထိုင်ကအမအားအတိတ်ပဲကင်းမဲ့စွာဖြင့်ကြည်နေမိသည် ကျွန်တော်အားပတ်စံပေးလိုက်သည့်လူကြီးကိုပျော်ဝဲစားရုံ၌တွေ့ရတော့မည်မဟုတ်ဟုလည်းစိတ်ထဲကသိနေသည်မကြာမီဂျိုးပြန်ရောက်လာပြီးပျော်ဝဲစားရုံမှလူကြီးထွက်သွားနှင်ပြီးဖြစ်ကြအကယ်၍ဂျိုးလူကြီးပြန်ရောက်လာပါကသူငွေဆက်ကူနှစ်ချက်ကိုလာ၍ယူရန်အကြောင်းကြားပေးဖို့ဆိုင်ရှင်အားမှာကြားခဲ့ကြောင်းကျွန်တော်တို့အားပြောပြသည် သူကကျွန်တော်အမသည်ငွေဆက်ကူနှစ်ရွက်ကိုဆက်ကူတစ်ရွက်နဲ့အကြအနာလောက်ခါအပေါ်မှာတစ်စိတ်တစ်ခုရာ၍လုံအောင်ပိတ်လိုက်ပြီးဧကန်နေရှိနေစီပန်းချောင်များထိုးထားသောဦးတလုံးအောက်သို့ထိုးထည်လိုက်၏ထိုနေမှာစာ၍ထိုငွေဆက်ကူနှစ်ရွက်သည်ထိုနေရာမှနေ၍ကျွန်တော်အားနေပေါင်းညပေါင်းများစွာပင်ထမင်းလုံးတစ်စီမြန်၆တိနှင့်၆လံလျက်ရှိပါတော်သည် ကျွန်တော်အရာဝင်သည့်အခါတွင်လည်းကောင်းစွာအိပ်၍မရတော့ပါကျွန်တော်အားတနက်နေ့ချင်းသလိုမျက်စိတစ်ဖက်မှိတ်၍ကြည်နေတတ်သောလူသူလူစံကြီးအကြောင်းကိုသာ တွေးနေမိသည်အစတည်းဆိုသလိုပင်ကျွန်တော်နှစ်ထောင်ပြည့်များတိတ်တဆိတ်တွေ့ဆုံခဲ့ရသည့်အဖြစ်သည့်အပြစ်တစ်ခုအနေဖြင့်ပေါ်လာတတ်၏မိမိပျော့ပျော့ဖြစ်နေသောအရာတစ်ခုသည်အစ်စ်ပြန်ဖြစ်နေလေပြီတစဉ်ကလည်းကျွန်တော်စိတ်ကို၆လန့်လျက်ရှိ၏ ကြောက်စရာကောင်းသည့်ဤအကြောင်းအရာများကိုမတွေးဘဲမစ္စဟီဗီရှန်ဤအိမ်သို့ဒုတိယအကြိမ်သွားရမည်ပုဒ်တော်ဘူးနေ့တွင်ကျုံရမည်အရေးများကို အစာထိုး၍စဉ်စားတွေ့တော်ခြင်းအပြင်အိပ်ပျော်အောင်ကြိုးစားသည်အိပ်တော်ပျော်ပါ၏သို့တော်လည်းအိမ်မက်သေးတွင်တကားတစ်ခုမှနေ၍ကျွန်တော်စီတို့လာနေသောတစဉ်ကို တွေ့မြင်ရသည် တစဉ်ကိုင်းထားသူကိုမူကျွန်တော်မမြင်ရပါတို့အခါကျွန်တော်သည်ခယောင်ကရန်နှင့်ထအော်ပြီးအိယာမှလန့်နူလာတတ်ပါ၏ ချိန်ထားသည့်နေ့တွင်ကျွန်တော်သည်မစ္စဟေဗီရှန်၏အိမ်သို့နောက်တစ်ခေါက်သွားရပြန်သည်တွန်ဆုံတွန်ဆုံနေ့ပင်ဂိတ်တကွာဝါရှိလူခေါ်ခေါင်းလောင်းကျိုးကိုဆွဲလိုက်ရာအက်စတဲလာထွက်လာသည် သူသည်ရခင်တစ်ခေါက်ကလိုဂိတ်တကွာကိုပွင့်ပေးသည်ကျွန်တော်အတွင်သို့ဝင်မိသည့်နေ့တစ်ပိုင်းနက်ဂိတ်တကွာကိုပြန်၍တော့ခတ်လိုက်၏ထို့နောက်မောင်မင်းနေသောစံကူလန်ကြအတိုင်းလိုက်သွားရသည်သူထွန်းထားခဲ့သောဖျောင်းနိုင်ဆိုင်ထားခဲ့သည့်နေရာသို့ရောက်မှပင်အတော်ရက်သည် စိုက်ထားသည့်ဖယောင်းနိုင်သူ့လက်ထဲရောက်ချိန်အထိကျွန်တော်ကိုလုံးဝဂရုမစိုက်ပါဖယောင်းနိုင်လက်ထဲရောက်သွားသည့်အခါတွင်မူမချီလေးစားမျက်နှာထားဖြင့်ကျွန်တော်ကိုသမင်လေးပြန်အလှည့်ကြည့်လိုက်ပြီးဒီကနေ့တော့နေဒီဘက်ကိုလာရမယ်ဟုလန့်ပြောသည်သူဒီကျွန်တော်အား AGE တစ်ဖက်ပိုင်းသို့ခေါ်သွားလေသည် ကျွန်တော်တို့ရောက်လာနေတီဆောင်ကူလန်းဒီအတော်ကြီးရှိလျာပြီလေးတောင်ဆက်ဆက်ရှိသောအင်ဂျီအီအောက်ထက်နေဆက်နေပုံရသည် ကျွန်တော်တို့ဒီအင်အောက်ထက်သို့ကန့်လန့်ဖြဲ၍ထွက်ခဲ့ကြ၏တပတ်အစွန်သို့ရောက်သောအခါအက်စတဲလာသည်လက်ထဲမှဖျောင်းနိုင်ကို တနေရာတွင်ချလိုက်ပြီးတကားတစ်ခုကိုဖွင့်သည်ဤနေရာအရောက်တွင် နေဤအလင်းရောက်သည်ဘွားကနေပြန်ပေါ်လာသည် ကျွန်တော်ဒီတမန်တလင်းအပြည့်ခင်ထားသောခတ်သေးသည့်ခြံဝင်ဤတစ်ခုအတွင်၌ရောက်လျက်ရှိသည်ကိုသတိထားမိ၏ဝင်းချံဤတစ်ဖက်တွင်လူနေအိမ်တစ်လုံးရှိရာထိုအိမ်မှာတစ်ချိန်သောအခါကဘီယာချက်ဆက်ယုံဤမန်နေဂျာသို့မဟုတ်ဆက်ရေးကြီးနေထိုင်ခဲ့ဘူးဟန်တူ၏ အချိပန်မျက်နှာစာနိုင်ရန်ဘောတွင်နာယီကြီးတလုံးရှိ၏ထိုနာယီကြီးမှလည်းမစ္စေဘီရှန်၏အခန်းအတွင်မှနာယီကြီးနှင့်မစ္စေဘီရှန်၏လက်ပတ်နာယီမှနာယီများလို့ပင်၉နာယီထိုးရန်မိနစ်20အလိုတွင်ရက်လျက်ရှိလေသည် ကျွန်တော်တို့သည်အတင်ပွင့်နေသောတကားမှနေ၍အခန်းတစ်ခန်းအတွင်သို့ဝင်ခဲ့ကြသည် AGE အောက်ထပ်တွင် နောက်ခွဲအကြဆုံးသော အခန်းဖြစ်၏အခန်းမှာခက်မောင်းမောင်းမျက်နှာချက်ခန့်နေနေဤအခန်းထဲ၌လူတစု ရှိနေ၏ထိုလူစုအနေသို့ရောက်သွားပြီဖြစ်သောအက်စတလာကဟဲ့ကောင်လေးနေဟိုနေရာမှာတွားရက်နေငါမခေါ်မချင်းမလာနဲ့ဟုလန့်ပြောသည် သူညွန်ပြသောနေရာမှာပြတင်းပေါက်တစ်ခုဖြစ်၏ကျွန်တော်သည်မကန်ကြီးမကန်သာဖြစ်လွန်သော စိတ်ဖြင့်ပြတင်းပေါက်အနေသို့တွားရက်ခါအပြင်သို့မျှော်ကြည့်နေမိသည် ပြတင်းပေါင်းမှာလမ်းကြီးလည်းရင်မြေပြင်ကိုမြင်နေရ၏တပတ်တောင်းတွင်မူပျက်စီးရွရွင်လျက်ရှိသောဘန်းချံတစ်ခုရှိသည်ဥယျင်အတွင်၌မလာမပါဖြစ်နေသောဘန်းမုံလာခင်တခင်ဘန်းမုံလာရိုးတန်းเจ้าများသည်ထိုးထိုးထောင်ထောင်ဖြစ်နေကြသည် တနည်းအားဖြင့်မူငုံတီတီဖြစ်နေသောတစ်ပင်တစ်ပင်ထိတ်တွင်အရွက်နုကလေးများထွက်လျက်ရှိ၏ ယမန်နေ့ညကစီနေများကြာထဟန်ရှိသည်။ဥယင်အတွင်ရှိသစ်ပင်ကြောင်းများပေါ်၌တည်နေကြသောစီနေများသည်ယခုချိန်အထိအရေးပြောမသွားကြသေးပေ။ဥယင်အပေါ်မှာအဖြတ်တန်းတိုက်ခတ်လာနေသောလေသည် ပြတင်းပေါင်းမှဝင်လာလျက်ရှိသည်။လေနှင့်အတူစီနေအစအနများသည်ဤနေရာသို့ရောက်နေသောကျွန်တော်အားအရန်ပြူနေကြသည်နှင့်အလွတ်စင်ရိုက်ခတ်လျက်ရှိသည်။ ကျွန်တော်ဝင်လာသည့်အခါအခန်းထဲမှလူများသည်စကားပြောရက်သွားကြပြီကျွန်တော်အားတစိတစောင်းကြည့်၍အကဲခတ်နေကြသည်ပြတင်းပေါင်မှန်ထဲတွင်လာ၍အရိတ်ချင်နေသည်မိခိုးရောင်မှတပါအခန်းထဲတွင်ဘာမှအကြည့်စရာမရှိလူစိမ့်တစု၏မျက်စိများအောင်၌ရောက်နေသောကျွန်တော်အဖို့တော့များစွာစိတ်ချင်းချက်ခါအနေရကျုံလျက်ရှိလေသည် အခန်းထဲ၌ရှိနေကြသူများမှမိမကြီး၃ယောက်နဲ့ယောက်ျားကြီး၁ယောက်ပင်ဖြစ်သည်ကျွန်တော်ပြင်ပေါအနီးနိုင်ရွေ့ငါမင်းနဲ့မြမကြလိုက်ခင်ပါပဲလူအလုံးတွေလူလိန်လူညာလူကပ်ပါများဖြစ်လိမ့်မည်ဟုကောက်ချက်ချမိ၏ သူတို့အချင်းချင်းလည်းလူလိမ်လူညာများဖြစ်တည်ကိုတိကြဟန်တူ၏သို့တော်လည်းသူတို့သည်သူတို့အချင်းချင်းတယောက်ကိုတယောက်လူလိမ်လူညာအလူကပ်ပါများဟုမထင်ကြလေဟန်မသိလေဟန်စောင့်ထားကြသည်အကယ်၍သူတို့ထင်မှတဦးသောသူကအခြားတဦးအားလူလိမ်လူညာတယောက်ဖြစ်ကြောင်းဘော်ထုတ်လိုက်ညီဆိုပါကအဘော်ထုတ်ခံရသူကလည်းဘော်ထုတ်သူကိုလူလိမ်လူညာတဦးပင်ဖြစ်ကြောင်းဘော်ထုတ်လိုက်ညီကိုဆိုရင်တဖြင့်ယခုကဲ့သို့မသိလေဟန်စောင့်နေကြခြင်းဖြစ်ပုံရ၏ သူတို့အားလုံးသည်လူတယောက်ဤတရားပြောရွှင်မှုကိုအဖက်စေ၍မရနိုင်လောက်အောင်ဖြစ်စီပြင်လင်းမည်အလုံးပြည့်ညီငွေစရာကောင်းပြီးအလုံးနာထောင်ခြင်းစရာမကောင်းသောအလေးများကိုပိုင်ဆိုင်ကြပေါ်ရ၏မိမကြီးသုံးဦးထဲတွင်လေအပေါ်ဆုံးမိမကြီး၏အမည်မှာကာမီလာဖြစ်၍သူ့ကိုမြင်သည်နှင့်တပြိုင်နက်ကျွန်တော်အမကိုပြေး၍တတိယလာလောက်အောင်ရုပ်ချင်တူလာ၏ကျွန်တော်အမချက်အသက်ကြီးချင်းသာလျင်ကြွားချသည်သူ့ကိုမြင်မြင်ချင်းစိတ်ထင်း၌ဖြစ်ပေါ်လာသည့်အတိုင်းပြောပြခြင်းဖြစ်ပါသည် သူအမှုအရာသည်ကြံတန်းပုံရပြီ လူပုံကလည်းအလွန်ထုံတိုင်းသည့်လက္ခဏာရှိ၏တနာစီရတော့ကောင်းပါတယ်ဟုထုံမင်းမကြီးကပြောသည်သူပြောပုံစုပုံနှင့်လေးတန်းမှလည်းကျွန်တော်အမားနှင့်တတက်တင်နေပါမျှသူလည်းရရှိသည်တခြားလူရဲ့ရန်သူမဖြစ်ပဲသူရန်သူပဲပြန်ဖြစ်နေရဲ့နော်တခြားသစိမ့်တရန်ဆန်လူတယောက်ရဲ့ရန်သူဖြစ်ရတယ်ဆိုတာက အများကြီးချီးကျူးထိုက်တာပေါ့လူကြီးက ပြောသည်အခုအဖြစ်ကသဘာဝချက်လွန်ကဲနေတယ် အဲ့ဒါလို့တော့မပြောပါနဲ့အကိုရီမွန်ရဲ့နောက်မိမကြီးတယောက်ကဟန်သည် ကျမတို့အနေနဲ့ကိုသွေးကိုသားတွေအပေါ်မှာမြစ်တာထားရမယ်လို့ဆိုထားတယ်မဟုတ်လားဒီမှာစာရာဖော့ကတ်ဟုအကိုရီမွန်အခေါ်ခံရသူကပြန်ပြောသည်တကယ်လို့လူတယောက်ဟာကိုသွေးကိုသားမဟုတ်ရင်ရော မစ္စတာဖော့ကတ်ကရှိသည်ထိုအခါကာမီလာကပါလိုက်ရပြီဒါကြတော့စိတ်ပေါ်မှာမူတည်တယ်ဟုပြောသည်ယခုချိန်အထိစကားတခေါမှာအဝေးမပြောသေးသောမိမကြီးကတည်ငြိမ်သောမျက်နှာသာဖြင့်တိတ်မှန်တာပေါ်ဟုထောက်ခံသည်တနာစရာပါလေကာမီလာဆိုသူကအဆကြီးလိုက်ပြန်၏စကားပြောနေရင်မှပင်သူတို့အားလုံးကျွန်တော်ကိုမျက်ခြင်မပြတ်ကြည့်နေကြသည်ကိုကျွန်တော်သတိပြုမိသည် သူကအလွန်ဆန်းတဲ့လူပဲ။တွန်ရဲ့မိန်းမဆုံးစာမှာတုံမိုးတရီဖြစ်ကြတဲ့ကလေးတွေရဲ့မျက်နှာကိုတော့မထောက်တာပဲ။အခုလိုငြိမ်သွားတယ်ဆိုတာဘသူကမှတော့ယုံမယ်မထင်ဘူး။ဘသူကတော့လိမ်သွားလိမ့်မယ်လို့ထင်ပါလေ။အင်းသူလှုပ်သွားပုံကမတရီဦးလှုပ်ပုံနဲ့အတော်ကြီးကိုတူတာပဲ။ကျမပြောတာကစိတ်ကူးကိုပြောတာ။လှုပ်ပုံကိုင်ပုံပြီးရတော့အမှန်ပဲဟုအကိုရီမဟုခေါ်သည့်လူကြီးကပြန်ပြောသည်။အဲ့ဒါကိုတော့ငါမချီးမွမ်းမနေနိုင်ဘူးကွယ်။သိလား။ ဒါပေမဲ့သူ့မှာလူတယောက်အနေနဲ့စောင့်ကြည့်ရမယ့်ကိုချင်းတရားကတော့လုံးဝမရှိဘူး။ရှင်သိတဲ့အတိုင်းပဲကျမကတော့တာဝန်သိပါတယ်ဟု ကာမီလာကပြောသည်။ ကျမအနေနဲ့ပြစ်သားရမယ့်အကြောင်းရှိတယ်လေကျမကပြောတယ်မိသားစုရဲ့ဂုဏ်သိက္ခာကြောင့်ဒီကိစ္စဟာလုံးဝမဖြစ်နိုင်ဘူးလို့မိသားစုတစ်ခုလုံးအဆက်ကွဲနေပြီလို့လည်းသူ့ကိုပြောပြသေးတယ်ဒီကိစ္စအတွက်ကျမငိုလိုက်တာမနက်စာစားချိန်ကနေညစာစားချိန်အထိပဲကျမမှာအစားအသောက်လည်းပြည့်ရသေးတယ်ဒါနဲ့ပဲနောက်ဆုံးကြတော့သူကဒေါသတကြီးဖြစ်လာပြီဒါဆိုရင်လည်းခမညာကြိုက်တယ်လို့သာလောက်ကြတော့လို့ပြောတယ် ဒါပေမဲ့ကျမအနေနဲ့မိုးရကြီးထဲမှာမကြာခဏထွက်ထွက်ပြီးလိုအပ်တဲ့ပစ္စည်းတွေဝယ်ဝယ်ပေးခဲ့ရတဲ့အတွက်တော့စိတ်ချမ်းသာရပါတယ်။ပစ္စည်းတွေအတွက်သူကပတ်စံပေးရမဟုတ်လားဟုအက်စတဲလာကဝင်မေးသည်။ဘသူဘဲဝါကမေးတယ်ဆိုတာက ပြဿနာမဟုတ်ပါဘူးခလေးရဲ့ဟုကာမီလာကဖြေသည်။ငါကဝယ်ပေးရတာဒါအဓိကစဉ်းစားတာပါ။ကိုတက်နိုင်သလောက်လုပ်ပေးခဲ့ရတာလေးကိုပြန်တွေးလိုက်ရင်စိတ်ချမ်းသာရပါတယ်ကွယ်။ ထိုအခိုက်တွင်ကျွန်တော်ဆော့ဆော့ကရောက်လာခဲ့ရသည့်စာကူလန်ကြဘက်စီမှလူခေါ်ခေါင်းလောင်းဆွဲတန်တစ်ချက်နှင့်ဟစ်အော်ရစ်ခေါ်တန်တစ်ချက်ထွက်လာသည်။စကားပြောနေကြသူများသည် တန့်သွားကြသည်။အက်စတေလာကကျွန်တော်အားလာတော့ဟုလန့်ခေါ်သည်။ကျွန်တော်နောက်သို့လှည့်လိုက်သည့်အခါသူတို့လူစုသည်ကျွန်တော်အားအလွန်ဆက်ဆုပ်သည့်မျက်နှာများဖြင့်ကြည့်လျက်ရှိကြသည်။ ကျွန်တော်အခန်းထဲမှာထွက်လာသည့်အခါတွင်မူဆာရာဖော့ကတ်ဆိုသည့်မိန်းမကြီးကကျမကတော့တေချာပေါက်သိပါတယ်ဒါပေမဲ့ဒါပြီးရင်နောက်ဘာဖြစ်မလဲဆိုတာအဆောင်ကြီးပေါ်ဟုပြောလိုက်ရာကာမီလာဆိုသူသည်ဒီလိုစိတ်ကူးရင်ပြီးပေါက်ကရလောက်တာမျိုးတွေ့ဘူးကြရဲ့လားအင်းဒါလည်းစိတ်ပါပဲဟုအော်နှလုံးနာသည့်လေးတန်းဖြင့်ရေရွတ်လိုက်သည်ကိုကြားရလေသည် ကျွန်တော်တို့ဒီမောင်နှင်မဲမဲဖြစ်နေတော့အဆောင်ကူလမ်းကြအတိုင်းဖျောင်းနိုင်မီးရောင်ကိုအာပြူ၍လျှောက်လာခဲ့ကြသည်။ရှေးမှတော်နေတော့အက်စတလာသည် ရုတ်တရက်ရက်လိုက်ပြီးနောက်သူခြာကနေလေကကျွန်တော်နှင့်မျက်နှာချင်းဆိုင်လိုက်သည်။ကျွန်တော်အားအလွန်အထင်အမြင်သေးသည့်မျက်နှာသားဖြင့်ကြည့်လိုက်ပြီးသူ့မျက်နှာကိုကျွန်တော်မျက်နှာနာသို့တိုးကပ်ခါကဲဟုရေရွတ်လိုက်သည်။ဘာလဲမစ်စ်ကျွန်တော်ကမျက်နှာချင်းဆိုင်ထိလူနီးပါးဖြစ်နေသဖြင့်ကိုကိုအနေငယ်များနောက်ဆုတ်လိုက်ခါပြန်မေးသည်။ သူကကျွန်တော်ကိုစိတ်စိတ်ဆက်ဆက်ကြည့်နေသည်ကျွန်တော်ကလည်းမတက်တာတော့သဖြင့်သူ့မျက်နှာကိုပြန်၍စိုက်ကြည့်နေရလေသည်ငါလှရည်လားလှတယ်ငါကတော့တိတ်လာတယ်လို့ထင်တယ်ငါစော်ကားတတ်သလားအရင်တစ်ခေါက်ကားလောက်တော့မစိုးပါဘူးအရင်တစ်ခေါက်ကားလောက်မစိုးပါဘူးဟုတ်လားဟုတ်တယ်မစိုးဘူးမေကွန်းကိုမေးလိုက်ချိန်တွင်အက်စတလာသည်ဒေါသကြီးလည်းရဲ့ရှိ၏ကျွန်တော်ကပြပြေးလိုက်သည်နှင့်တပြိုင်နက်သူသည်ကျွန်တော်ဘာကိုတအားကုန်လွှဲ၍ရိုက်လိုက်သည် ကဲအခုရောဘလို့လဲဟုရေရွတ်သည်ကဲပြောလေအရင်အဆိုင်တရိစံလေးအခုရောနေငါကိုဘလို့ထင်းတယ်လဲမပြောဘူးဘာလို့ပြောရမှာလဲဒီမှာတော့မပြောဘူးဟိုအပေါ်ထက်ရောက်မှပြောမယ်ပေါ့ဟုတ်လားမပြောဘူးဟိုမှလည်းမပြောဘူးနေနောက်ထပ်ဘာဖြစ်လို့မငိုတော့တာလဲဟဲ့ကောင်းစုပ်လေးနေကြောင်များငါဘယ်တော့မှချက်ပြီးမငိုတော့ဘူးဟုကျွန်တော်ကပြောသည် ကျွန်တော်နားလည်ထားသည့်အတိုင်းဆိုပါကဤစကားမှာလင်ညာ၍ပြောလိုက်သည့်စကားဖြစ်၏။အမှန်အတိုင်းဝန်ခံရမည်ဆိုပါမူထိုအချိန်ကကျွန်တော်သည် သူ့အတွက် စိတ်ထဲမှငိုလျက်ရှိသည်။ဤကိစ္စဖြစ်ပြီးဒီနောက်တွင်လည်းကျွန်တော်နှလုံးသားမိများအထိပြင်းပြထန်ထန်နာကျင်ခဲ့ရသည်ကိုကျွန်တော်သာသိပါသည် ဤကဲ့သို့ကျွန်တော်နှင့်အက်စတလာတို့အချင်းများပြီးသည့်နောက်တွင် ကျွန်တော်တို့နှစ်ယောက်သည်အပေါ်တပ်သို့တက်ခဲ့ကြသည်လမ်းဆုံးတွင်အပေါ်တပ်မှဆန်တဝါဝါဖြစ်စင်လာသည့်လူကြီးတစ်ယောက်နှင့်ဆုံမိသည်ဘသူလဲကွယ်ဟု လူကြီးကမေးပြီးလေကလေးပေါ်၌ရက်ခါကျွန်တော်အားကြည်သည် ကောင်းလေးတယောက်ပါဟုအက်စတလာကဖြေသည် လူကြီးမှာအလုံးအဖန်ထွားကြိုင်ပြီးအသားနက်နက်ဖြစ်သည်ဥကောင်းမှာအဆက်မတန်ကြီးမား၍လက်များမှာလည်းဥကောင်းနှင့်အဝင်ခွင့်ကြဖြစ်အောင်ပင်ကြီးမားလာ၏ သူသည်ကျွန်တော်မေးစေးကိုသူ့ဤကြီးမားသောလက်တပတ်ဖြင့်လှမ်းကင်ပြီးဖျောင်းနိုင်မိအောင်ဘတ်သူဆွဲယူကာငုံကြည့်သည်သူထိတ်ကြီးမှပြောင်းလျက်ရှိသည်ထူထဲပြီးမဲနဲ့နေသောမျက်ခုံးမွေးများသည် အောက်သို့ကုန်ကျနေပေအပေါ်သို့ထူးထူးထောင်ထောင်ဖြစ်လျက်ရှိသည် သူမျက်လုံးများသည် သူ့ဥကောင်အတွင်သို့အလွန်နှက်ဆိုင်စွာနှစ်ဝင်လျက်ရှိသည်ဟုထင်ရ၏သူတွင်အိတ်ဆောင်နာရီကြီးတစ်လုံးရှိသည် အကယ်၍သာသူမွေသားမည်ဆိုပါကထူးထပ်စွာပေါရောက်နေလိမ့်မည်ဖြစ်သောမုတ်စိတ်မွေနှင့်ပမြိုင်မွေနေရာများတွင်လည်းအမဲဆက်များရှိသည်တကယ်တော့သူသည်ကျွန်တော်နှင့်ဘာမှဆိုင်သူမဟုတ်ပါသူကိုဤများလောက်အထိစိတ်စိတ်ဆက်ဆက်ကြည့်ရှုမှတ်သားဖို့လည်းလိုသည်မဟုတ်ပါ သို့တော်လည်းတိုက်တိုက်ဆိုင်ဆိုင်သူရုပ်လက္ခဏာကိုကောင်းစွာမှတ်မိတော့အာကြည်နိုင်ဤအခွင့်အရေးကိုရခဲ့ပါသည် အနီးအနားရက်ကွက်ကအကောင်းလေးလားလူကြီးကမေးသည် ဟုတ်ပါရဲ့ခမယာဟု ကျွန်တော်ကဖြေသည် မင်းကဘလို့ကြောင့်ဒီကိုလာရတာလဲမစ္စဟေဘီရှန်ကခေါ်လို့ပါခမညာကျွန်တော်ကအရှင်းပြသည်အေးဟုတ်ပြီမင်းကောင်းကောင်းနေကွာနော်မင်းတို့ကောင်းလေးပြီအကြောင်းငါကောင်းကောင်းသိတယ်မင်းတို့တွေဟာအခက်ဆူဆူပြီငါကမသိဘူးလို့များမထင်နဲ့သတိထားကြလားသူဒီကြီးမာတော့သူ့လက်ညှိုးတုတ်တုတ်ကြီးကို သွားများဖြင့်ကြိုက်ဖိနေရင်ကကျွန်တော်မျက်နာကိုရှုံ့မဲ့ပြီးကြည်နေသည်မင်းကောင်းကောင်းနေကွာအကြလား ဤစကားများပြောပြီးတော့အခါသူသည်ကျွန်တော်မင်းစစ်ကိုလွတ်လိုက်ပြီးလေကအတိုင်းဆက်၍ဆင်းသွားသည်သူလက်ထဲမှလွတ်လာသည့်အတွက်ကျွန်တော်မှာအကြီးအကျယ်ဝမ်းသာမိပါသည်အကြောင်းမှာသူလက်မှာဆက်ပြာစောနံလုံး၍ဖြစ်ပါ၏ကျွန်တော်စိတ်တွင်ဤလူကြီးသည်ဆရာဝန်တယောက်များဖြစ်လိမ့်မလားဟုတွေးမိသည်သူတော်လည်းချက်ချင်းပင်ထိုအတွေးကိုစွန့်လွန်လိုက်သည်သူသည်ဆရာဝန်တော့ဘယ်နည်းနဲ့မှမဖြစ်နိုင် ဇယဝန္တာဆိုပါကယခုတက်ပေါ်၍နှုတ်ဆက်ပြီးယခုတက်ပေါ်၍သဘောကောင်းလိမ့်မည်ဖြစ်၏ဤလူကြီးနှင့်ဆုံမိပြီးနောက်မကြခင်အတွင်မှပင်ကျွန်တော်တို့သည်မစ္စေဗီရှန်ဤအခန်းထဲသို့ရောက်သွားကြသဖြင့်လူကြီးဤကိစ္စကိုကျွန်တော်ကြကြတွေးဖို့အချိန်မရတော့ပါ မစ္စေဗီရှန်ဤအခန်းထဲ၌အရာရာတိုင်းသည်ရကေတစ်ခေါက်ကမြင်ခဲ့ရသည့်အတိုင်းပင်ဖြစ်သည်မစ္စေဗီရှန်ကိုယ်တိုင်မှလည်းပုံစံပြောင်းမသွားချေ အစတလာကကျွန်တော်အားတကားပေါက်နာထားခဲ့သဖြင့်မစ္စဟေဗီရှန်ကမခေါ်မချင်းကျွန်တော်တို့ဒူနေရ၌ရက်နေရသည်မစ္စဟေဗီရှန်သည်မတ်တင်ကုန်ရှိ၌ထိုင်နေရမှကျွန်တော်ဘတ်သူတက်ချက်များအလန့်ချီလိုက်သည် ကျွန်တော်ကိုမြင်လိုက်သောအခါမစ္စဟေဗီရှန်သည်အံ့အားသင့်ခြင်းလည်းမဖြစ်အံ့ဩဟန်လည်းမပြား"ဩမင်းရောက်လာပြီကိုဟူရေရွတ်သည်"အေးရက်တွေအကုန်လုံးသွားပြန်ပြီကိုကွယ်ဟုတ်လားဟုတ်ပါရဲ့ခမညာကနေ့ဟာ တော်ပြီတော်ပြီစိတ်မရှိဟန်ဖြင့်လက်များကိုခါပြသည်အဲ့ရတွင်ငါမသိချင်ဘူးမင်းကစားဖို့အစင်သင့်မယ်လားကျွန်တော်အနေဖြင့်ဖြေရခက်လည်းရရှိသည်ကျွန်တော်အစင်သင့်မဖြစ်သေးဘူးခမညာဖေးမကစားချင်တော့ဘူးလားကျွန်တော်မျက်နာကိုစူးစူးဆိုင်ဆိုင်ကြည့်၍အကဲခန့်ရင်မေးသည်ကျွန်တော်ကိုကစားစီချင်နေဆိုရင်တော့ကစားပါမယ်ခမညာဒီအင်ကြီးဟာအိုလုံးလို့မင်းအတွက်ကြောက်စရာကြီးဖြစ်နေဟန်တူပါရဲ့မစ္စဟေဗီရှန်ကပြောသည် ဲကွယ်မင်းမကစားချင်တဲ့စိတ်မရှိရင်အလုတ်ကမလုတ်ချင်ဘူးလား။အီမေကွန်ကြတော့ကျွန်တော်တော်တော်လတ်လတ်ပြန်ပြေနိုင်သည် အလုတ်ကိုတော့ကျွန်တော်တိတ်လုတ်ချင်ပါသည်ဟုချက်ချင်းပြန်ပြေလိုက်၏အဲ့ဒါလို့ဆိုရင်တော့ဟိုဘက်ကမျက်နှာချင်းဆိုင်အခန်းထဲကိုသွားဆိုကကျွန်တော်နောက်ဘက်တွင်ရှိနေသည်အခန်းတကာတစ်ခုစီတို့လက်ညှိုးထိုးပြသည်အဲ့ဒီထဲကနေပြီးငါလာတဲ့အထီးအဆောင်နေကြားလာ ကျွန်တော်ဒီလေကားထိပ်ကိုကြော်ဖြတ်ကသူညွန်ပြတော့အခန်းထဲသို့ဝင်ခဲ့သည် ဤအခန်းထဲတွင်လည်းနေဤအလင်းရောင်လုံးဝမရှိ နေဝင်လေတတ်နေသဖြင့်အနံအသက်များကလည်းဆိုသည်အသက်ရှူရသည်မှလည်းမဝါခင်မမီတော်သည်ကြောင်မီသွေးဖို့အတွင်မှမိတောက်သည်ရင်းရိုင်လှုပ်ရှားလျက်ရှိသည်မိတောက်အရှိန်မှအာမရှိလားငြိမ်သွားတော့မည်နှင့်ဖြစ်လျက်ရှိ၏တွန်ဆုံဆုံနိုင်လုံးလာတော့မိငွေသည်တခန်းလုံးကိုမဆူမုန်နိုင်ထို့ကြောင့်တခန်းလုံးတွင်အအေးတက်ကကြီးစိုးနေသည် အကန်နေ၌ရှိနေသောအအေးတက်သည့်စိတ်မြများပံမှအအေးတက်နှင့်ပင်တူလျက်ရှိသည်မိဖို့အချက်စင်ပေါ်မှာဖျောင်းနိုင်မိရောက်များသည့်အခန်းအတွင်ရှိအမောင်တုကိုအားနည်းစွာဖြင့်ချိုးပေါက်လျက်ရှိကြ၏အခန်းမှာအခန်းကျယ်ကြီးဖြစ်၍တခြင်းကအလွန်ခမ်းနားထေဝါခဲ့သည့်အခန်းတစ်ခန်းဖြစ်ရမည်ဟုကျွန်တော်ပြောရပါသည်ယခုကြားတော့လည်းနေရာတိုင်းတွင် ဖုံများနှင့်မှုများတက်ကအရာရာတိုင်းသည်ဖယူဖယဲဖြစ်နေကြလေပြီ အကန်ထဲတွင်အထူးခြားဆုံးသောအရာဝတ္ထုမှာဇပွဲကင်တစ်ခုအကြအနာခင်ထားသည့်ဇပွဲရှိကြီးတစ်လုံးဖြစ်သည် အပရိတ်တများအားအခန့်ကျွေးမွေးရန်အတွက်ဤစပွဲကြီးပေါ်၌စားတောက်ပွဲများအဖွဲ့ပွဲရရာတက္ကန်တနာပြင်ဆင်ပြီးကမှ EAG နဲ့ EAG ဤနိုင်ဤအားလုံးအသက်ဝင်လှူရှာမှုရပ်ဆိုင်သွားသည့်ပုံမျိုးဖြစ်သည်စပွဲဤအလဲတဲတဲတွင်ပန်ကလတ်တစ်ခုရှိ၏ရှင်ပပတ်လဲတွင်မြောင်များလာစွာသော ပင်ကူအိမ်များသည်အထက်ထက်ရစ်ပတ်ဖွင့်အောင်လည်းရှိကြရာပန်ကလတ်ဤအရွယ်အစားပုံတံတန်းကိုပင်ကွယ်ကွယ်ပြပြမမြင်နိုင်လောက်အောင်ဖြစ်လျက်ရှိ၏ မုံများတက်နေတဲ့ဖြင့်မဲနဲ့နေသောဘန်ကလတ်ဤပပက်လဲတွင်အရွေအစာအယောင်အသွေးအမျိုးမျိုးနှင့် ပင်ကူများသည့်ဆင်းလိုက်တက်လိုက်ပြေးလိုက်လွားလိုက်လှုပ်လျက်ရှိကြလေသည် ကြွများပြေးလွားနေတဲ့များကလည်းကျွန်တော်ကြားနေရ၏ပပလဲတွင်ရှိနေကြတော့ပိုးဟက်များနဲ့အိမ်မြောင်များသည်သူတို့ပတ်ဝန်းကျင်မှာအလှရှားမှုမတမများကိုမတိမမြင်မကြသည်နှင့်ငြိမ်သက်နေကြသည်ဤအကောင်အလောင်းများဤလှရှားမှုသည်ကျွန်တော်စိတ်ကိုများစွာဆွဲဆောင်လျက်ရှိ၏ကျွန်တော်သည်သူတို့အား ခက်လန်းလန်းမှရဲ၍စိတ်ဝင်တစားအကြည့်မိသည်သူအခိုင်းမှာပင်မစ္စီဘီရှန်ရောက်လာပြီးသူလက်တစ်ဖက်ကိုကျွန်တော်ပခုံးပေါ်သို့လှမ်းတင်သည်သူ၏အခြားလက်တစ်ဖက်သည်လက်ကင်ပါသောဒုက္ခောက်တစ်ချောင်းကိုကင်ထားပြီးသူဒီထိုဒုက္ခကိုအာပြု၍ရက်နေသည် သူပုံမှာအဆုံးမကြီးနှင့်တူလျက်ရှိလေသည်